ဖဖဖများအားလုံးမင်္ဂလာပါ clock corner နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ် okay ကျွန်တော်ဒီတစ်ပတ်ကတော့ပြမြလေးပွဲစဉ်နေပြန်လဲစတင်တော့မှာဖြစ်တော့တဲ့အကြောင်းကျွန်တော်တို့ပွဲကျုပ်30ချက်လေးလုတ်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့လုတ်ပေးတော့မဲ့ပွဲကျုပ်30ချက်လေးကတော့ northern forward နဲ့ chelsea တို့ရဲ့ပွဲကျုပ်30ချက်လေးဖြစ်ပါတယ် okay အဲ့တော့လေကျွန်တော်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ youtube channel လေးကို like and subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ် okay အဲ့ဆိုလို့ရင်ကျွန်တော်တို့အဲဗီဒီယိုလေးကိုစားကြအောင် ရုံးဆုံးနေနဲ့ဒီနှစ်သိန်းရဲ့ကျွန်တော်တို့နောက်ဆုံးရှင်ပိန်ထားတဲ့ငါးခွက်အကြောင်းလေးကိုကျွန်တော်အနည်းငယ်ပြောလိုက်ကြအောင်ဒီထဲမှာမှကျွန်တော်တို့အရင်ပြတဲ့ Northern Forest ကိုအရင်ပြောမယ် Northern Forest ကတော့သူတို့နောက်ဆုံးရှင်ပိန်ထားတဲ့ငါးပွဲပါဗျာသုံးပွဲရှုံးပြီးတော့အဲနှစ်ပွဲတည်ရကြထားတယ်တော်တော်လေးမှသူတို့ကအရှုံးပွဲတွေများထားသလိုသူနောက်ဆုံး၅ပွဲမှဆိုရင်နိုင်ပွဲတစ်ပွဲမှမရရှိထားတဲ့အတွက်ကြောင့် Northern Forest အနေနဲ့ ဆိုရတဲ့အခြေအနေလေးလို့ပြောလို့ရတယ်ဗျာ။ဘာအထူးသဖြင့်ဆိုလို့ရှင်မနေ့ကခြေစွမ်းနဲ့ဒီနေ့ခြေစွမ်းနဲ့ဆိုတော်တော်လေးမှကော်သွားတယ်လို့ပြောလို့ရတယ်။မနေ့ကခြေစွမ်းဆိုလို့ရှင်အစနဲ့နေရာထိလောက်ကိုသူတက်လန်းလာပြီးတော့တော်တော်လေးမှကောင်းမွန်တဲ့အဲပုံစံတွေနဲ့မနေ့ကတော့ပြသထားနိုင်တယ်ဗျာ။ဒီနေ့မှတော့မတူဘဲနဲ့သူတို့ရဲ့အဲတင်းရလဲတော်တော်လေးကိုမှရုံးကန်နေရတဲ့အထက်မှာပါတယ်။ဒီလိုကြောင့်လဲကျွန်တော်ဒီတစ်ခါစုံတွေးတဲ့ ပရီးမီယာလိပွဲတင်ရှင်းမှာတော့သူတို့ဆုံတွေ့တဲ့အတင်းအားလည်းချက်စီးဖြစ်နေတဲ့အတွက်ကြောင့်သူတို့တော့ကတော့ဒီပွဲမှာတော့မလွယ်ကူဘူးလို့တော့ကျွန်တော်ကတော့ခံမှန်းလိုက်တယ်။ဟိုတစ်ဖက်ကကျွန်တော်ချက်စီးချက်စီးကတော့ကျွန်တော်တို့ပရီးမီယာလိပွဲတင်အဲရှစ်ပြီးတော့ရှစ်အခုမဆငယ်ပရီးမီယာလိပွဲတင်ခုမှဆိုရင်ကျွန်တော်တို့နောက်ဆုံးကစားထားတဲ့၅ပွဲနောက်ဆုံးကစားထားတဲ့၅ပွဲမှာဆိုရင်သူတို့ကတော့၃ပွဲထိတောင်မှနိုင်ရလားဖော်ဆောင်ထားနိုင်ပြီးတော့သူတို့၂ပွဲပဲရှုံထားသေးပါ။ အဲတော်တော်လေးမှာကောင်းမွန်တဲ့ခြေစွမ်းလို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့ Northern Flower Forest နဲ့ရှင်လို့ဆင်ပါချက်တည်းကလည်းသုံးပွဲကိုတောင်မှနိုင်ထားတယ်ပြီးလို့ဆိုရင်တို့ရဲ့ရှုံးပွဲကလည်းနှစ်ပွဲပဲရှိတယ်တစ်ဖက်ကလည်း Northern Forest ကလည်းသုံးပွဲတောင်မှရှုံးပြီးတော့နှစ်ပွဲတည်ရလဲဆိုတော့ဒီနှစ်သင်းရဲ့အဲကျွန်တော်တို့ကိန်းကနဲအချက်လက်လေးတွေကတော်တော်လေးမှာကွာခနေတယ်လို့တော့မြင်ရတယ်ဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုဒီနှစ်သင်းရဲ့ကျွန်တော်ထိတိုက်တွေ့ဆုံမှုကတော့အဲ Northern Forest ကတော့သူအဲပြည်ချက်စည်းနဲ့ တွေ့တဲ့အချိန်မှာတော့သူကတော့တပွဲပဲနိုင်ထားပြီးတော့ကျွန်တော်တို့သုံးပွဲထိတော့မှတည်ရလက်ပုံပေါ်ထားနိုင်တယ်ပြီးလို့ဆိုလို့ရှိရင်ချက်စီကတော့ကျွန်တော်ငါးပွဲထိကိုဟိုနိုင်ရလက်ပုံပေါ်ထားနိုင်တဲ့အတွက်ကြောင့်အဲဒီနှစ်သင်းရထိတိုက်တွေ့ဆုံမှုကတော့ချက်စီကတော့အမြဲတမ်းလို့လို့အတားရနိုင်တယ်ဗျာဒီတစ်ခါမှာရောကျွန်တော်တို့ Notre Dame ရဲ့ပုံစံကောင်းတွေအပြသထားနိုင်တဲ့အချိန်မှာအဲချက်စီတို့အနေနဲ့အနိုင်ရလက်ပုံပေါ်နိုင်မလားအဲသူတို့ရဲ့အဲ ်နိုင်ပွဲတွေကိုပြန်လည်ဆက်နိုင်မလားဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာတစ်ချက်တော့စောင့်ကြည့်တော့မယ်။ Okay အဲဆိုလို့ရင်ကျွန်တော်တို့အဲ not afford ရဲ့ကျွန်တော်တို့ command line တလေးကိုချက်လောက်သွားလိုက်အောင်။ not afford ကတော့တို့ရဲ့အဓိကလူစင်းနေနေလေအများပြားနဲ့ပွက်ထက်လာမယ်ဗျဘာဖြစ်လို့လဲဆိုလို့ဆိုရင်တို့ရဲ့အိမ်ဝင်လည်းဖြစ်ဖြစ်တယ်ပြီးလို့ဆိုရင်ရင်ဆိုင်ကစားမယ့်ပွဲကလည်းချက်စီးဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့တို့အကောင်းဆုံးပုံစံနဲ့ပွက်ထက်လာမယ်လို့တော့မြင်တယ်ဒီတော့ကြောင့်ကျွန်တော်တို့ command line နဲ့လေးကိုအနေငယ်သွားလိုက်ရအောင်တို့ goal တမနေရာမှာတော့သူအဓိကကစားသမားဖြစ်တဲ့ဆဲပဲပွားထလာမှလို့ဖြစ်မြင်တယ်ပြီးလို့စရင်နောက်တန်း၃ယောက်သူတို့ကတော့3 back နဲ့ဆော့တဲ့အတွက်ကြောင့်နောက်တန်း၃ယောက်ပြီးမှအဲတစ်ဖက်ကဖီအားပေးပြီးတော့ဆော့လိုက်အချိန်မှာတော့သူတို့ကတော့အဲနောက်တန်းကိုသူတို့9ယောက်လောက်နဲ့ပြန်ပြီးတော့ဆင်းသွားမယ်ဗျာဒီတက်ကြောင့်လည်းသူတို့နောက်တန်း၃ယောက်အနေမှာကြတော့မီလန်ကိုဗစ်ရှိမယ်ပြီးလို့စရင်မူရီနိုရှိမယ်ပြီးလို့စရင်မိုရာတာတို့ရှိမယ်မိုရာတိုတို့ရှိမယ်ဗျာ ပြီးလို့ရှိရင်ကွင်းလင်ကွင်းလင်မှာတော့တို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့အာဆာဘာနိုပြီးလို့ရှိရင်ဆန်ဝါတွေပြီးလို့ရှိရင်အနာဆန်ရှိမယ်ပြီးလို့ရှိရင်တစ်ဖက်ကကျွန်တော်တို့ဝီလီယံရှိမယ်တိုက်ဆက်တိုက်ဆက်ကတော့တို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Morgan Gabriel တို့ပါလို့ရှိမယ်ဗျာပြီးလို့ဆိုရင်အဲ Antonio အဟုတ်တယ် Antonio တို့ပါလို့ရှိမယ်ပြီးလို့ဆိုရင်တို့ရဲ့အဓိကတိုက်ဆက်မှုဖြစ်တဲ့ Jesus တို့ပါလို့ရှိမယ်ဒီအစုပွဲနဲ့ပဲအဲတို့အိမ်ဝင်းမှာပွဲထွက်လာမယ်လို့တော့မြင်တယ်ဒါပေမဲ့တို့ရဲ့ အဲပွဲထွက်ကတော့အပွဲနဲ့နီးနီးတာလို့ဆိုရင်တော့နည်းနည်းအပြောင်းလဲတွေရှိကောင်းရှိနိုင်တယ်တစ်ဖက်ကချက်စီချက်စီကတော့ကျွန်တော်တို့အဲသူတို့ရဲ့အဓိကကစားသမားတွေအများပြားနဲ့ပဲတော့ပွဲထွက်လာမယ်လို့မြင်တယ်မထူးသဖြင့်အဲဒီနေ့ပွဲမှာလည်းကျွန်တော်တို့ပရီးမီယာလိပွဲစဉ်ခမာတော့လည်းသူတို့ရဲ့နီးပြအနီးကထိထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့မပါဝင်နိုင်မပါဝင်နိုင်ဘူးဗျာအဲဒီတော့ကြောင့်သူတို့ရဲ့လက်ထောက်နီးပြနေရပဲပွဲထွက်လာမယ်လို့တော့ထင်တယ်โอเคအဲ့ဒါဆိုလို့ရှင်ချက်စီကကျွန်တော်ခမန်းလိုက်တယ်ချက်စီကမှာတော့သူတို့ရဲ့ အဲဒီကကစားသမားတွေဖြစ်တဲ့ဂုသမနာမှာတော့ကျွန်တော်စက်ချက်ပဲပေါ်ထွက်လာမယ်လို့တော့မြင်တယ်ပြီးလို့ဆိုရင်ဘယ်လိုရှိမယ်ကူရဲလာတော့ရှိမယ်ပြီးလို့ဆိုရင်အာပရာပရာဒီရှိတို့ဘာလို့ရှိမယ်ဗျာပြီးလို့ဆိုရင်ခြာလိုကရှိမယ်အပြီးလို့ဆိုရင်တော့တစ်ဖက်မှာတော့ရစီဂျင်းတို့ဘာလို့ရှိမယ်ဗျာရစီဂျင်းကတော့ကျွန်တော်အင်္ဂလန်မှာဘာဖြစ်လို့အရွေးမခံတယ်တော့ကျွန်တော်တော့မသိဘူးဒါပေမဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့်အမ်ရစီဂျင်းတို့ရစီဂျင်းအနေနဲ့နောက်တစ်ခါ အဲ international break မှာတော့အရွေးခံလာကြတယ်လို့တော့မြင်တယ်ပြီးလို့ဆိုရင်ကျွန်တော်တို့တို့ရဲ့ကိုယ်နဲ့ကိုယ်နဲ့မှာတော့တို့ဒီနေ့အန်โซကလည်းကျွန်တော်တို့ international break မှာဒိုင်ယာရထားတဲ့ဒိုင်ယာနိုင်ငံရထားတဲ့အတွက်ကြောင့်ဒီပွဲမှာတော့ကျွန်တော်တို့ပတ်ဖို့မပတ်ဖို့ကတော့ဘယ်လိုပွက်ထောက်လာမယ်လဲတော့ကျွန်တော်တို့ကမသိသေးဘူးဒေတာနေရမှာတော့ကျွန်တော်တို့အန်โซရဲအန်โซကျွန်တော်တို့အပွဲလူစင်းထဲမှာမထိုင်ဘူးဗျာအဲပြီးလို့ဆိုရင်ကိုက်စီတို့ရှိမယ်ပြီးလို့ဆိုရင်အဲလပိုင်းရှိမယ်ဗျာ လာဗီယာတို့ပါလို့ရှိမယ်ပြီးလို့ဆိုလို့ရှိရင်ဖရန်ဒက်တို့ပါလို့ရှိမယ်ဗျာအဲနောက်တစ်ယောက်ပါလို့ဆိုလို့ရှိရင်ဘယ်လိုရှိမယ်သူနတ်တိုရှိမယ်ပြီးလို့ဆိုရင်အဲကျွန်တော်တို့ကာနာရှိုတို့ပါလို့ရှိမယ်အဲဒီနေ့ပြီးလို့တင်သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ကိုပါမားကလည်းသူအနည်းဆုံး၅ဘတ်ထိလောက်ကိုမပါဝင်လာနိုင်သေးဘူးလို့တော့ပြောတယ်ဗျာနီးပြအနေနဲ့ဒီတက်ကြောင့်ပါမအနေနဲ့ပွဲတော်တော်များများကိုဆက်ပြီးတော့လွဲချော်သွားမယ်လို့တော့ကျွန်တော်အမြင်နဲ့ပြီးလို့စင်သူတို့ရဲ့အဓိကတက်ဆက်သမားဖြစ်တဲ့အဲဂျာဘတ်ထိုတို့ပါတို့ပဲဒီနေ့ပွဲမှာတော့ပွဲထက်လာမယ်လို့တော့အမြင်နဲ့ โอเคအဆုံးတော့ဒီနှစ်သိန်းရကျွန်တော်တို့အဲထိတ်တိုက်တွဲဆုံမှုပွဲလေးမှာဘယ်အသိန်းအတန်ရသွားမလဲဆိုတော့ကျွန်တော်အဲနည်းငယ်လေးပြောလိုက်အောင်အဲတစ်ဖက်ကကျွန်တော် Northern Fort နဲ့ Northern Fort ကတော့ကျွန်တော်ရှေ့မှာပြောခဲ့ဆိုပဲသူတို့မနစ်ကတော့ယာတီတော့တော်တော်လေးမှာကောင်းမွန်တဲ့ sorry မနေ့ကယာဒီမှာတော့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြသထားတယ်ယူဗျာဒါပေမဲ့ဒီနေ့မှာတော့တို့ရဲ့ကစားသမားတွေအပြောင်းလဲတွေရှိတယ်ပြီးလို့ဆိုရင်နီးပြပြောင်းလဲတွေကြောင့်လည်းအဲဒီနေ့ဒီနေ့မှာတော့အ မနစ်ကန်လောင်နဲ့ထင်သလောက်တို့အလုံးမဖြစ်ဘဲနဲ့တော်တော်လေးမှယုံကန်နေရတယ်လို့ပြောလို့ရတယ်ဒီဘက်ကချက်သေးချက်သေးကလည်းအဲတို့ရဲ့နောက်တန်းကလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစမ်းတွေပြသထားနိုင်တယ်ဒါပေမဲ့တို့မှအထူး view ဆိုက်ပြီးတော့အဲဖြစ်ရှင်းမှပြသတာတို့၄ဝက်လောက်ရှိပြီးတို့တောက်လျှောက်နေနေတာကစားသမားကစားသမားတွေကြီးပဲကျွန်တော်တို့ပြင်းပြလေးပွဲစဉ်ဆက်ပွဲရောပြီးလို့စဉ် champion league ပွဲတွေမှာရောတောက်လျှောက်နေကြဗျာပြီးလို့စဉ်လို့စဉ်တော့ခုဒီဘက်ကပြင်းပြလေးပွဲစဉ်ခုမှတော့လည်းကစားသမားတွေက ဒီမနေပါဘူးဆိုမှဒီပါပါနေသွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းအဲချက်သိနေနဲ့တော်တော်လေးမှ view site ကမယ်လို့ထင်တယ်။ဘာဖြစ်လို့ဆိုရင်ပြည်မလေးဒိုင်းနေရာလည်းကကြိုးကြောင်နေဖြစ်နေတဲ့အတွက်ကြောင့်အဲဘယ်လိုဖြစ်လဲဆိုတော့သူတို့ကအနီရေကိုအနီတို့အွာတို့ဆိုတာချက်ချင်းတန်းပြေးရတဲ့အတွက်ကြောင့်အဲချက်သိကစားသမားတွေအနေနဲ့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ view site ကမယ်လို့တော့အမြင်တယ်။ဘာအတွက်ကြောင့်လဲဆိုလို့ဆိုရင်အနီတွေကလည်းတောက်လျှောက်ပွဲတိုင်းလိုလိုဆက်နေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာ ဒါထပ်ပြီးတော့หนีသွားမယ်ဆိုလို့ဆိုရင်ဆက်စီအတွက်ကတော့နည်းနည်းလေးတော့အဲကစားသမားအနေနဲ့အခက်တွေ့သွားမယ်လို့ထင်တယ်ဘာအတွက်ကြောင့်လဲဆိုလို့ဆိုရင်ကျွန်တော်တို့အဲကျွန်တော်အင်ဂျူဒီကစားသမားအစင်းမှာလည်းချက်စီအနေနဲ့တော်တော်လေးမှများပြတဲ့လူစင်းတွေရှိနေတဲ့အတွက်ကြောင့်အဲနီးပြအနေနဲ့ရွေးချယ်စရာတွေတိတ်ပြီးတော့မရှိတဲ့လောက်ဖြစ်သွားမှာအတွက်ကိုတော့ကျွန်တော်တို့ကတော့နည်းနည်းလေးတော့စိတ်ပူတယ်ဒီအတွက်ကြောင့်လဲကျွန်တော်တို့အဲဘယ်လိုဖြစ်လဲဆိုတော့အဲကစားသမားတွေတော်တော်များများလည်းလက်လွတ်ထားရတယ်ပြီးလို့ဆိုရင်သူတို့ရဲ့ အဲ injury ပြဿနာလည်းများတယ်ဗျာပြီးလို့ဆိုရင်အနီကတ်တွေရောပြီးလို့ဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ကစားသမားတွေရဲ့ပွဲပန်းမှုဒဏ်တွေရောပါပို့ပြီးတော့ကစားသမားတွေပွဲပန်းမှုဒဏ်မှာပို့ပြီးတော့ခံနိုင်သွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဒီလိုကြောင့်ဒီနေ့ပွဲလေးမှာဒါနောက်တန်းကောင်းအောင်မုံမုံနဲ့အဲ တိုက်စစ်ခံစစ်ကိုလုံးလုံးချုံချုံကစားပြီးတော့တိုက်စစ်ကိုအဲ့လောက်ထိတိုက်ပြီးတော့မလိုက်ပါဘူးဆိုလို့ဆိုရင်တော့ဒီနေ့ပွဲမှာချက်စင်းနေတဲ့ဂိုးပြတ်ကိုပုတ်ဖော်သွားနိုင်မယ်လို့တော့ကျွန်တော်မြင်တယ်။တစ်ဖက်က Nota Forest ကလည်းအဲ့လောက်ထိအဲနောက်တန်းကိုတိုက်ပြီးတော့အဲနောက်တန်းလုံးနဲ့အထက်မှာအတင်းထဲမှာမပါတဲ့အတွက်ကြောင့်ချက်စင်းနေတဲ့ဒီနေ့ပွဲမှာတော့အဲဂိုးတွေကတော့အဲ low အများကြီးတော့မသွင်းနိုင်ပဲနဲ့ဒါပေမဲ့တေချာစီမဲ့အတွင်းကိုတွေကိုတော့စောစောစီစီအတွင်းနိုင်ပြီးတော့ဘွဲကိုစောစောစီစီတာကြိုးပြီးတော့ဖြတ်ထားနိုင်မယ်ဆိုလို့ရှိရင်ချက်စီးနေနဲ့ဒီနေ့အဝေးဝေးမှာတွားရောက်ရင်ဆိုင်တဲ့ဘွဲမှာလွယ်ကူမဲ့ပွဲတပွဲလို့တော့အမြင်တယ်ဒီအတွက်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကကြိုးကြောင်နေတာလှုပ်ပြီးတော့နောက်တန်းရဲ့အမားတွေပြီးလို့ရှိရင်ဂိုသမားတွေရဲ့အမားတွေကကြိုးကြောင်နာလှုပ်မယ်ဆိုလို့ရှိရင်တစ်ဖက်က Northern Forest အနေနဲ့နောက်တန်းကိုပိတ်ပြီးတော့ဆော့သွားလို့ရှိရင်ချက်စီးနေနဲ့ဒုက္ခရောက်သွားနိုင်တယ်လို့တော့ကျွန်တော်အမြင်တယ်ဒီအတွက်ကြောင့်လဲအဲပြည်မြလိပွဲစဉ်ရှစ် ပြန်ပြန်ပြန်လဲစတင်တဲ့အချိန်မှာတော့ချက်ကြီးနေနဲ့အနိုင်ရလက်ကိုပုံဖော်နိုင်မလားဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်။ Okay အဲဆိုရင်ညီကိုရေနေနဲ့ရောအဲကျွန်တော်တို့ဒီတစ်ပတ်ရဲ့ပြည်မြားလိပွဲစဉ်ရှေ့အဲပထမအဦးဆုံးပွဲဖြစ်တဲ့ Northern Forest နဲ့ချက်ကြီးတို့ပွဲမှာညီကိုရေနေနဲ့အဲဘယ်တင်းအနိုင်ရလက်ဖုံဖော်သွားနိုင်မလဲဆိုတာညီကိုတို့မြင်ကြလဲ။ကျွန်တော်တို့ဒီနေ့ပွဲမှာတော့ချက်ကြီးကလည်းအဝေးဝေးမှာတွားရောက်ရင်ဆိုင်သည့်ဖြစ်သည့်အတိုင်းအောင်တစ်ဖက်က Northern Forest ကလည်း မနေ့ကရာသီလောက်တိတ်ပြီးတော့အချိန်နေမခံတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ချက်စီးတို့အဝေးဝန်းကိုတွားရောက်ရင်ဆိုင်နေပွဲဖြစ်သည့်တောင်ကျွန်တော်တို့ဒီနေ့ပွဲမှာတော့အဲတူးစီလောက်နဲ့ပဲပွဲပြီးတော့မယ်လို့တော့အမိနေညီကိုတွေနေနေရောဘလို့မြင်ရလဲဝင်းအောင်ဆင်းနေမချက်ပေးသွားလို့ရပါတယ်လာရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပေါ့ဗျာ